တကယ်တော့အဲ့ဒါဟာလေးဝက်ချက်မဟုတ်တော့ပါဘူးအငင်းပွားစရာအချက်လည်းမဟုတ်ပါဘူးသူကိုယ်တိုင်ကသူဟောတဲ့တရားတွေထဲမှာမကြာခဏထဲ့ဟောလွန်းလို့လူအများသိနေကြပြီးသားပါတကယ်တော့မျက်စိစုံမိတ်မြင်နေကြတာဟာမယုံကျင်ကြလို့ပါမယုံရဲကြလို့ပါတိရကုဆရာတော်ဟာဘလောက်အထီတောင်မှပြောတယ်လဲဆိုရင်ရိုဟင်ဂျာတွေ200လောက်ပဲတည်တာဘာမှလူမျိုးမတုံးဘူးလူမျိုးတုံးဖို့အဝေးကြီးရှိသေးတယ်လို့တောင်မှပြောပါတယ်ဒါအပြင်တိရကုဆရာတော်ဟာကြေးကလားတွေကိုတတ်တာ နရေမကြည့်ဘူးငါးပါးသီလမလုံတဲ့လူတွေကိုတတ်တာဟာငရေမကြည့်ဘူးလို့လူသိရှင်ချာဟောပြောခဲ့တဲ့သူပါအဲ့ဒါလို့ဟောပြောတာဟာတကြိမ်လည်းမကပါဘူး online မှာအခုရှာကြည့်တာတောင်မှ video နှစ်မျိုးအခုထိတွေ့နေရပါသေးတယ်ညတကောင်ရအိမ်မပြောဘူးဘာဖြစ်လဲလို့ဆိုတော့ငါတတ်လိုက်တာစံကျေပဲခြေကလာတမဲတွေတန်ပေါင်းများစွာသိသွားတယ် အဲ့ဒီအကုသိုလ်ကြီးအတွက်တော့ငါပဲလေးပါးမှာခံရတော့မှာပဲစိတ်ပန်းစိတ်တဲလို့ပန်းနာကတပြို့နိုင်ငံပြန်လေးထူတော်မှုပန်းနာကတပြို့တမဲရံကိုတွန်းလှန်ပြီးတော့တကကာကွယ်ဖို့ရံပင်မနာတမျိုးအကုသိုလ်ကိုတွေးပြီးတော့ပင်မနာတမျိုးသမ်းပေါင်းများစွာသေသွားတဲ့စစ်ပွဲကြီးတွေအဲ့ဒါပူပန်နေတာကို တော်မှာတောင်းမှနေတဲ့အဘိဓိယရတဲ့ယဟန္တာကြီးတွေကသိတော်မူသွားတယ်တဲ့ဘသူတွေယန္တာကြီးတွေကမင်းကြီးကိုအမြဲတမ်းကြီးရှုစောင့်ရှောက်နေတယ်ဆိုတာနားလည်ရမယ်နော်ယန္တာကြီးတွေရဲ့မေတ္တာကိုကောင်းကောင်းကြီးရသိတော်မူသွားတဲ့အတွက်ကြောင့်ယန္တာကြီးရှစ်ပါးသကောင်ရန်ကြွလာတယ် နန္ဒဘောကတက္ကစကိုတကားဖွင့်ခိုင်းတယ်ဘသူလဲတန်ဃာတော်မြတ်မင်းကြီးကိုသတင်းပို့ဖွင့်ပေးလိုက်တန်ဃာတော်တွေဝင်သွားတယ်မင်းကြီးအိမ်မပြောဘူးလားအိမ်မပြောဘူးဘာဖြစ်လဲရှိတ်ပူတယ်လုံပြီးတဲ့အကုသိုလ်ကြီးခါရတော့မှပဲလို့စိတ်ပူတယ်ဆိုတော့ယန္တာရှစ်ပါးကပြောတယ်မင်းကြီးဘာမှမပူနဲ့အကုသိုလ်နည်းနည်းလေးပဲဖြစ်ဘာဖြစ်လဲအကုသိုလ်နည်းနည်းလေးဖြစ်တယ် မင်းသားလိုက်တာသံပေါင်းများစွာပြည့်ပြီမဲ့တကယ်လူစင်စစ်ကတယောက်နဲ့တစ်ပိုင်းပဲပါတယ်တဲ့လူပိသတဲ့လူကဘလောက်ကျိုးကြောင်ဝင်ရောက်လာတဲ့အဲ့ဒီခြေကလာတမယ်ရီထဲမှာဘာမသီလဆောက်တည်တဲ့လူကတယောက်ဘာမသီလနဲ့သရဏဂုံတွဲဆောက်တည်တဲ့လူကတယောက်ဒါပဲပါအမိန်ကြီးကရဟန္တာမို့လို့သိတာတော့ ပြောငါးပါးသီလစောက်တည်သူကအဲ့ဒါလူမပိသဘူးသူတပိုင်းလူတပိုင်းဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိနဲ့ငါးပါးသီလနဲ့တွဲစောက်တည်တဲ့လူကအဲ့ဒါလူအပြည့်တရားတမ်းမောင်များစွာရှင်းပွဲမှာသူပြစ်တတ်လို့ခုတ်တတ်လို့ထိုးတတ်လို့သိသွားတဲ့လူတွေထဲမှာလူပိသတဲ့လူက တရလူမပိတပိလူကတပိုင်းတရောင်းတဲ့တပိုင်းပဲပါတယ်မင်းကြီးမပူနဲ့ဘုန်းကြီးတို့မပြောဘူးဘယ်သူပြောဒီဟောကယန္နာကြီးတွေပြောတာမင်းကြီးအဲ့ဒီမှာစိတ်အေးသွားတယ်ဟုတ်လားငါးပါးသီလမလုံတဲ့လူဟာလူမဟုတ်ဘူးအဲ့ဒါကြောင့်ငါးပါးသီလမလုံတဲ့လူတွေကိုတတ်တာငရေမကြည့်ဘူးလို့ဒုဋ္ဌကာမဏိဆက်ကိုကိုးကားပြီးတော့တိရကုဆရာတော်ကဆိုပါတယ် ဲ့ဒီအချိန်ဟာစစ်တပ်ကနေပြီးတော့ကြတော့ရိုဟင်ဂျာတွေမွတ်စလင်တွေကိုတပ်ဖြတ်နေတဲ့အချိန်မှာခြင်တွေကိုလည်းငါးပါးတီလာမလုံလို့ခြင်ကိုတတ်တာငရဲမကြည့်ဘူးလို့များတိတကူဆရာတော်ကယူဆလေမလားမပြောတတ်ပါဘူးဒါပေမဲ့ငါးပါးတီလာလုံဖို့ဆိုလို့ရှိရင်တက်ရှိတရဝဘယ်တရဝကိုမှမတတ်ရဘူးဆိုတော့ပြည့်ညက်ချက်ကလည်းရှိနေပြန်ပါတယ်သူတစ်ပါးအသက်ကိုတတ်ရင်ငါးပါးတီလာမလုံဘူးဒါပေမဲ့ငါးပါးတီလာမလုံတဲ့လူတွေကိုဆိုလို့ရှိရင်တော့တတ်လို့ရတယ်လို့ပြောပြန်ပါတယ်အဲ့ဒီမှာရင်မဲတော်တော်လေးလဲထွက်နေပါပြီ တိရခုဆရာတော်ရဲ့တရားဟာသူ့ဘာသာသူတောင်မှရှေ့နောက်မကြီးပဲနဲ့ကပောက်တိကပောက်ချာဖြစ်နေပါပြီတိရခုဆရာတော်ဟာမွတ်စလင်တွေကိုမုန်းပါတယ်ဘင်္ဂလိပ်တွေကိုမုန်းပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတဲ့အချက်တစ်ချက်ကတိရခုဆရာတော်ဟာအိန္ဒိယသွေးအပြည့်ပါသူတယောက်ဖြစ်နေတဲ့အချက်ပါတိရခုဆရာတော်ရဲ့အဖေကဘရူဝါခေါ်မရမာကြီးလူမျိုးဖြစ်ပြီးတော့အမေကဘင်္ဂလိပ်ဖြစ်တယ်လို့2020ခုနှစ်မှာတက်တော်65နှစ်ရှိပြီဖြစ်တဲ့ တက်ကြီးဝါကြီးရခိုင်ဆရာတော်အရှင်တက်ကဆာရာကမိတ်ကြပါတယ်ဘရူဝါခေါ်